ရှင်ကျမကတော့ချူချူဆက်မ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် အာနာသိစစ်တပ်ကရွေးကောက်ပွဲပြုလုပ်မယ်လို့ကြေညာထားတဲ့ရက်နီးကပ်လာပြီးဖြစ်ပေမဲ့အများပြည်သူတွေကြားမှာမဲပေးဆက်အသုံးပြုပုံနဲ့ပတ်သက်ပြီးသိရှိသူနေပါနေဆဲဖြစ်တယ်လို့သိရပါတယ်။ဒီဇင်ဘာလ28ရက်မှာစစ်ကောင်စီကရွေးကောက်ပွဲအပိုင်း1ကိုစတင်ကျင်းပမယ်လို့ကြေညာထားပြီးတော့ရွေးကောက်ပွဲမှာအသုံးပြုမဲ့ electronic မဲပေးဆက်တွေရဲ့အသုံးပြုပုံကိုတော့စမ်းသပ်အသုံးပြုတာရှိခဲ့ပေမဲ့စစ်တပ်အခြေစိုက်ရာနေပြီးတော့မှတောင်သိရှိသူ နေပါနေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲမဲပေးရေးနဲ့ပတ်သက်ပြီးစစ်ကောင်စီအနေနဲ့နေပြည်တော်အတွင်းနေရာတချို့မှာအိနာယာရောက်အသိပညာပေးနေပေမဲ့ရေပိစက်အသုံးပြုပုံကတော့ပြည်သူတွေအခုထိမသိရှိသေးပါဘူးလက်တလုံးမှာတော့မေယုံတွေမှာတာဝန်ကျမဲ့အခြေခံပညာအဆင့်ကဆရာဆရာမတွေကိုပဲ့ရွက်တွေမှာခေါ်ယူပြီးမေပိစက်အသုံးပြုနေသင်တန်းပေးခဲ့တာရှိပါတယ်အနာသိစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာ တရားမဝင်တဲ့အတူအရာရွေးကောက်ပွဲဖြစ်တယ်လို့မြို့သားညညွတ်ရဲ့အစိုးရ NUG နဲ့တော်လှန်ရေးအားစုတွေကထုတ်ပြန်ထားပါတယ်မနက်ဖြန်ဒီဇင်ဘာ10ရက်နေ့မှာလဲအတုအယောင်ရွေးကောက်ပွဲကိုစက်ကျင်ကန့်ကွက်တဲ့အနေနဲ့နိုင်ငံတော်အမှအတန်တိတ်တပိတ်လို့ဆောင်ဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်။ မုံရွာမန္တလေးလမ်းပိုင်းမှာတွာလာနေတဲ့ပြည်သူတွေကိုစစ်တပ်ကဖမ်းဆီးတာတွေလုပ်နေတဲ့အတွက်မုံရွာမန္တလေးလမ်းမကြီးအပါဝင်ခင်မွန်ချောင်းစုံလမ်း6ဦးမဲ့တဲကျိုးလမ်း6ဦးအမြင့်လမ်းပိုင်းတို့ကိုကာကွယ်တပ်ဖွဲ့တွေကပိတ်လိုက်ပါတယ်။တီရီသတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်း6ဦးမြို့နယ်မှာတိုက်ပွဲဖြစ်ပွားနေတဲ့အတွက်မုံရွာမန္တလေးလမ်းမကြီးပါဝင်ခင်မွန်ချောင်းစုံလမ်း6ဦးမဲ့တဲကျိုးလမ်း6ဦးအမြင့်လမ်းပိုင်းတို့ကို ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပိတ်ပင်လိုက်ကြောင်းဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းမှာထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ10ရက်နေ့ကလေးကအမြင့်ရဲစခန်းကစစ်ကောင်စီတပ်သားအင်အား200လောက်ကချောင်းဦးမြို့နယ်အနောက်ချမ်းကြီကုန်းကျေးရွာမှာအထိုင်ချပြီးပြည်သူ့နေအိမ်ကပစ္စည်းတွေယူဆောင်သွားပြီးဒီဇင်ဘာလ2ရက်နေ့နဲ့5ရက်နေ့တွေမှာကြီကုန်းနောက်ရွာကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။လက်ရှိမှာစစ်ကြောင်းကကြီကုန်းအရှိရွာမှာအထိုင်ချထားသလိုမုံရွာဘက်ကလည်းအင်အားဖြည့်တာတွေရှိနေကြကြောင်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဘက်ကလည်းမုံရွာမန္တလေးလမ်းမကနေချောင်းဦးမြို့နယ်တဲကိုအင်အားဖြည့်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။စစ်ရေးအခြေအနေကြောင့်မုံရွာမန္တလေးလမ်းမကြီးအပါအဝင်တခြားလမ်းမတွေကိုပိတ်ပင်လိုက်ရတာဖြစ်တယ်လို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါဗျ။ဒီကြောင်တိုက်ခိုက်မှုကဒီမနက်ဂျာယိုကိုပရာနဲ့တချိန်ပါရာမိုတာနဲ့တချိန်ဒီကြောင်တိုက်ခိုက်မှုပြုလုပ်ထားပါတယ် ပိတ်တာတော့ဒီမနက်6:00နာရီခွဲနေပိတ်ထားတာဗျကျွန်တော်တို့ဘက်ကဒီစီးရအရာလိုအပ်ချက်ရှိသည်ဒီပေါ်တော့အဲဒီဘက်ကအစီအမီမပြန်ဖွင့်ပြပါဗျအရေးပေါ်ကိစ္စဘာသာရှိရင်တော့အဲဒီတဲ့ရဒေါ်လာရင်းဖွဲ့လေးတွေကနေတစ်ဆင့်ချိန်ပြီးတော့သွားလာနိုင်ပါတယ်ဗျမိုးရမလေးလမ်းမကြီးမှာတော့စစ်တပ်ကကင်းမုံချထားပြီးလမ်းပေါ်ဖြတ်သွားတဲ့လူငယ်မျိုးသားတွေကိုဖမ်းဆီးတာတွေလှုပ်ဆောင်နေရလို့ဒေသခံတွေကပြောပါတယ်ဒီဇင်ဘာလ10ရက်နေ့မနက်ပိုင်းမှာလည်း မုံရမလေးလောက်ကိုဖျက်ပြီးအလုတ်သွားတဲ့ဈေးတယ်တွေအလုတ်သမားတွေကိုဖမ်းဆီးထားတယ်လို့သိရပါဗျ။ကာကွယ်ရေးတပ်ဖက်ကလမ်းပိတ်လိုက်တဲ့အတွက်ပြည်သူတွေကလက်ရှိမှာတော့ဖျက်တမ်းသွားလာလို့မရသေးဘူးလို့ဒေသခံမျိုးသမီးတယောက်ကပြောပါဗျ။ပြည်သူတွေကတော့မဖြစ်မနေဟာတော့ကိုယ်ကမကြတာဒီနေ့မနေ့ကင်းကိုအဲ့ဒီနာလေးကိုပြည်သူတွေဖမ်းနေတယ်လို့လည်းကြားတယ်မဟုတ်တော့ခိုင်းခိုင်းစားတယ်လို့လည်းကြားပါတယ်ရှင်။လူငယ်လေးတွေဆိုရင်ဖမ်းခေါ်သွားတယ်လို့ကြားတယ်။ ်ဟောကာလာမာရီမှာပိုင်ဆိုးထားတာဆိုတော့စစ်တပ်ပဲရှိတာပါဘာပေါ့လောက်စားရတဲ့သူတွေကတော့သွားကြရတာဒီပယံသမားတို့မြေကြီးစုသမားတို့သွားကြရတာအဲ့ဒီပဲမှာဟောမသိတဲ့လူတွေကတော့လာတာပေါ့သိတဲ့သူတွေကတော့မလာဘူးအဲ့လိုမျိုးဒါသာမီးတဲ့လူတွေလည်းမပြန်သေးသလိုဟိုဘက်ကလူတွေလည်းအဲ့လိုမျိုးပေါ့မလာကြဘူးပေါ့သူကကာလာမာရီနေရာယူထားအောင်ဆိုတော့လေကာလာမာရီမှာတော့ကြောလုံးသူတို့ပဲရှိတာသူတို့ပဲပိုင်ဆိုးထားတာလေဒီဇင်မာလာရှိရဲ့နေ့မနေ့ပိုင်းမှာလေချောင်းမြို့နယ်အနောက်မြောက်ခြမ်းကိုမောင်ရနာမခခကတက်တဲ့ ဂျိုင်းရိုကော့ပတာ၂စီးနဲ့ဘုံကျတာအပြင် လက်နက်ကြီးပစ်ခတ်မှုတွေလှုပ်ဆောင်ခဲ့လို့ချောင်းဦးဒေတာကန်ဒီကပြောပါတယ်။ကျမဒီရီပါရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်လက်ပြင်းတွေကျေးရွာလေခွင်းထဲမှာစပားရိတ်နေကြတဲ့စစ်ပေရှောင်မျိုးသမီးတွေကိုဒီဇင်ဘာလ3ရက်မှာစစ်ကောက်စီတပ်က drone နဲ့တိုက်ခိုက်ခဲ့တဲ့အတွက်စစ်ပေရှောင်သားမီးနှစ်ယောက်သေဆုံးခဲ့ပြီးနောက်ထပ်တယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကသိရပါဗျ။ စစ်ချောင်းရဲ့စပိုင်းရဲ့နေချိန်မှာစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်60အရွယ်ဒေါ်မတ်ဝင်းကြည်နဲ့သမီးဖြစ်သူအသက်38နှစ်အရွယ်မက်ခင်ဝင်းတင်တို့သေဆုံးခဲ့ပြီးဒေါ်မတ်ဝင်းကြည်ရဲ့ညီမဖြစ်သူအသက်50အရွယ်ဒေါ်မတ်ဝင်းနုဒရာပြစ်ထန်ရရှိခဲ့တယ်လို့ဆိုပါတယ်တေဆုံသွားသူတွေဟာကြောက်ဖြူမြို့နယ်ဝါရော့ကျွာကစစ်ပေးရှောင်းနေကြသူတွေဖြစ်ပြီးတရအပြည့်ထရရှိခဲ့သူကတော့စကူသားမှုခံယူနေရတယ်လို့ဒေသခံကပြောပါရယ် ကျောက်ဖြူမြို့နယ်မှာစစ်ကောင်စီနဲ့အာရခတပ်တော်တို့အကြားနှစ်ဖက်တပ်ဖွဲ့တွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကကျောက်ဖြူမြို့နယ်ကအရက်သားတွေနဲ့စစ်ပေးရှောင်းတွေနေထိုင်ကြတဲ့ခြေရွာတွေကိုပစ်မှတ်ထားပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချစ်ချစ်ဆက်ပါရှင်